ရဲရင်ချင်းဆိုတာတကယ်တော့ဘာကိုပြောတာလဲဒီတဲ့တော့အဲ့ဒီမဲခွန်းရဲ့အဖြေကိုဂန်တဝဲမြန်မာပုံပြင်တပုတ်ထဲမှာအတူတူရှာဖွေကြည့်ကြရအောင်ညီတို့ဆိုတဲ့ကောင်လေးတယောက်ရဲ့စွန့်စားခန်းကနေရဲရင်ချင်းရဲ့တကယ်အတီပေကိုဖော်ထုတ်ကြည့်ကြတာပေါ့ဇလန်းကိုဒီလိုစလိုက်တယ်ဇလိုက်ကျော်တော့ညီတို့ရဲ့စိတ်ဓာတ်ကိုဒီစကားတစ်ခုနဲ့အမိယာဖမ်းဆုပ်ထားတာပါငါကိုယ်ရင်အန်အိုးရှာတွေကိုရှာဖွေရမယ်ဆိုတော့ သူ့ရဲ့ခံယူချက်ကစွန့်စားလို့စိတ်ပြင်းပြတဲ့လူငယ်တယောက်ရဲ့ပုံရိပ်ကိုကွက်ကွက်ကွန်ကွန်မြင်စေပါတယ်။ဇလန်းကတော့ယိုယိုလေးပဲစားထားတာပါ။ညီတို့နေတဲ့ယူဝငယ်လေးမှာမိုးတွေတီးတီးမီမီယူဝနေတဲ့နေတဲ့နေပေါ့။ဒါပေမဲ့ညီတို့ရဲ့စိတ်ကငြင်းငြင်းမနေဘူးလေ။စူစမ်းခြင်းစိတ်ကသူ့ကိုပေးခေါ်ထားလဲဆိုတော့အိမ်ရဲ့အမောင်ဆုံးနဲ့အမေရောက်ခံထားရဆိုနေရဖုန်တန်းရဲ့ထခိုးစီပေါ့။အဲ့ဒီထခိုးပေါ်မှာပဲအချိန်တွေအကြာကြီးမေ့ထားတဲ့ထိတ်တာနှလုံးထဲမှာသူ့ကန်ကျင်ပါကိုဖြောင်းလဲပြမဲ့အရာတစ်ခုကိုညီထိုးကရှာတွေ့ခဲ့တယ်။ အဲ့ဒါကပါလဲဆိုတော့ထူးဆန်းတဲ့တင်ကြီးတွေနဲ့ပြည်နေတဲ့ရှေဟောင်းပြည်ပုံတွေချက်ပဲပေါ့ဒီမြေပုံကပဲသူ့ရဲ့ကြီးကျယ်တဲ့ခရီးစဉ်ကိုစတင်စင်မဲ့တော့ချက်ထလာခဲ့ပါတယ်မြေပုံပေါ်ကစာတွေကလေးလေပဟေလိစာမီးစင်ခေါ်မှုတွေအပြည့်ပဲအမောင်မိုက်ဆုံတော်နဲ့ရဲ့အလဲမှာနေကြောက်တုံးရဲ့အလင်းရောင်ရှိလေရဲရင်တူတာရရှိလိမ့်မယ်ဟာဒီစကားတွေကအညီတို့ရဲ့သွေးသားတွေမှာဆွန်စားခြင်းလေးကိုမိထိုးပေးလိုက်တယ်လို့ပဲတွားကိုတွားရအောင်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တော့တာပဲကဲ ီတော့ကြီးကျတဲ့ခီးစင်းအတွက်ညီတိုးကဘာဒီပင်စင်သွားလဲဆိုတော့အာအောင်စရာကောင်းလောက်ရိုးရှင်းတယ်မြေပုံရဲ့မိချစ်ဆိုင်ရဲ့ပြီးတော့ပေါင်းမှုချောက်တဖဲ့ရဲ့ဒါပဲသူ့မှာဘာလာတာပဲဒါပေမဲ့လေသူ့ရဲ့အကြီးမားဆုံးအာရုံကအဲ့ဒီ PC တွေမဟုတ်ဘူးသူ့ရဲ့မရင်မရိုင်တဲ့စီတပ်ပဲကဲခရီးရဲ့ဒုတိယပိုင်းကိုရောလာပါပြီဒါမစ်တော်နဲ့ထဲကစိန်ခေါ်မိုလီဘော့ ညီတို့ကမိုးမလင်းကအမောင်ထဲမှာပဲရွာသားကြီးခြေတော်မချရဲ့တဲ့အဲ့တောနက်ကြီးစီကိုတယောက်တည်းထွက်လာခဲ့တယ်။ဒေါနက်ကြီးရဲ့အဆက်နာကိုရောက်တော့နဲ့နီတိုးရဲ့ပထမဆုံးစံတမှုကအစင်သစ်ဆောင်နေပြီ။ရေစီ အမျက်တန်တဲ့ချောင်းကြီးတစ်ခုက သူ့ရှေ့ကလမ်းကိုပိတ်ထားတယ်။ဒါဟာသူ့ရဲ့ခွန်အားကိုပဲစံတာမဟုတ်ဘူးနော်။သူရဲ့ညံပညာနဲ့ဇွဲကိုပါစမ်းသပ်မဲ့ပထမဆုံးစင်ခုံမှုပဲဒီစင်ခုံမှုကိုညီတော်ဘလို့ကြော်လွားခဲ့လဲဆိုတာကြည့်အောင် ထမဆုံးသူကအချင်းလေးကိုကဲဖြတ်တယ်။အင်းရေစီကတလွန်တော့ကူးလို့မဖြစ်ဘူး။ပြီးတော့ဖြည့်ရှင်းချက်ကိုရှာတယ်။ဟောအနီးနားမှာလဲကျနေတဲ့တလုံးကြီးတလုံးကိုတွေ့သွားတယ်။နောက်ဆုံးမှာတော့အာကုန်းသုံးပေအဲ့ဒီတလုံးကိုတွန်းချလိုက်တဲ့အခါမှာတော့ချောင်းကိုဖြတ်ဖို့ယာရီတန်တားလေးတစ်ခုဖြစ်သွားတော့တာပဲပေါ့။ပထမဆုံးအခက်အခဲကိုကြော်လွားလိုက်လိုက်ပြီးဆိုတဲ့အတိကညီတို့ရဲ့စိတ်ထဲမှာယုံကြည်မှုအတိတ်တစ်ခုကိုမွေးဖွားပေးလိုက်တယ် အဲ့ဒီအောင်မြင်မှုလေးကပဲတောနဲ့ကြီးလေးကိုပိုပြီးနက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားဖို့သူ့ကိုခွန်အားတွေပေးနေသလိုပဲနောက်တစ်ခါကတော့ဂူထဲကရှေဟောင်းပဟေလီတစ်ခုနဲ့ရန်ဆိုင်ရမှာတောကလည်းပိုပိုပြီးတော့မောင်လာမီတက်ကိုင်းတွေကသူ့အပေါ်မှာလက်တယ်လို့ပဲရက်ဖြာနေတာမြေပုံအတိုင်းလိုက်သွားရင်နောက်ဆုံးမှာတော့နွယ်ပင်တွေနဲ့ဖုံးနေတဲ့ဂူဟောင်းကြီးတစ်ခုရဲ့အပေါဝါကိုရှာတွေ့ပါတော့တယ်ဆူဆူဘီအေးဆက်နေတဲ့ခူရဲကိုဝင်လိုက်တဲ့အခါညီတို့ရဲ့မိရင်လင်းရောင်ကကြောက်တုံးတစ်ခုပေါ်ကထူးဆန်းတဲ့စာတန်းတစ်ခုကိုတွားထုတ်ပြလိုက်တယ် ဒီတစ်ခါစိန်ခေါ်မှုကတော့အားနဲ့ဆိုင်တာမဟုတ်တော့ဘူးညံပြနာနဲ့ပဲဆိုင်တော့တာကျောက်တုံးမောကပဟေလီကဒီလိုဗျာငါမအမဲရှိပေမဲ့လမ်းမလျှောက်နိုင်ဘူးဥထုပ်ရှိပေမဲ့ခေါင်းမရှိဘူးငါဘယ်သူလဲခဏလောက်စဉ်းစားကြည့်ကြမလားညီတို့ကတော့စဉ်းစားနေပြီတမင်ဟုတ်တယ်ညီတို့ရဲ့အဖြေကမှန်သွားတယ်သူ့အဖြေနဲ့အတူကျောက်တုံးကြီးကတိတိမြေတန်းပေးပြီးဘေးကိုရွေသွားရောင်လို့ပဲလမ်းကြောင်းတစ်ခုပေါ်လာတော့တာပဲဒါကြွတ်သားရဲ့အောင်ပွဲမဟုတ်ဘူးညံပင်ကြရဲ့အောင်ပွဲစစ်စစ်ပဲ ကဲဆလန်းရဲ့အထွတ်အထိပ်ကိုယောက်လာပြီကြောက်တုံးစောင်းနဲ့နဲ့ရင်ဆိုင်ရတော့မယ်ညီတို့ကအမောင်လန်းကြလေးအတိုင်းဆင်းသွားရင်မျက်စိတောင်ကျင်းသွားလောက်အောင်တားပတ်တဲ့အလင်းနဲ့နဲ့ပြင်းနေတဲ့အခန်းကျဲကြီးတစ်ခုတည်းကိုယောက်သွားတယ်အခန်းရဲ့အလဲတတဲမှာသူ့အသေးအထိုင်ရှားဖွေနေတဲ့နေကြောက်တုံးကတလက်လက်တောက်ပါနေတယ်ဒါပေမဲ့အဲ့ဒီရတနာကိုအလွဲတကူတော့ရမှာမဟုတ်ဘူးသူ့ရှေ့မှာမမမမရက်နေတာကတော့ကြောက်တုံးနဲ့ထူထားသလိုအေယာမှကြောက်တုံးဆောင်နေချီပဲ ။ဤရင်ဆိုင်တွေ့ဆုံမှုကတကယ်ကိုမတူညီတဲ့အင်အားနှစ်ခုရဲ့တွေ့ဆုံမှုပဲ။တစ်ဖက်မှာကတာမန်လူသားလေးညီတို့၊သူ့မှာရှိတာကတတိ။နောက်တစ်ဖက်မှာတော့တောင်ကြီးတစ်လုံးလိုကြီးမားပြီးရှေးကြားတဲ့ဉာဏ်ပညာရည်နဲ့ပြည့်နေတဲ့ကြောက်တုံးဆောင်နတ်ကြီးပေါ့။ဆောင်းနတ်ကြီးကညီတော်ကိုတိုက်ခိုက်မဲ့အစားသူ့ရဲ့စိတ်ဓာတ်ကိုစမ်းသပ်တဲ့မေးခွန်းတစ်ခုကိုမေးလိုက်တယ်။ဒီရတနာကိုယူဖို့မင်းမတကယ်ရရင်တဲ့စိတ်သက်ရှိရလားအာဒီမေခုကညီတော်ရဲ့ခီးစဉ်တစ်ခုလုံးရဲ့အနှစ်သာရကိုစမ်းသပ်လိုက်တာပဲ ဒီနေရာမှာပဲညီတိုးရဲ့တက်ကက်ဇက်ကောင်စီရိုက်ကပေါ်လွင်လာတယ်။သူကယိုယိုသားသားပဲပြန်ဖြေလိုက်တယ်။ကျွန်တော်ဒီကိုဂျရနာအတွက်ချိပဲလာတာမဟုတ်ပါဘူး။ကိုကိုကိုစမ်းသက်ချင်းလို့လာခဲ့တာပါ။ဒါဟာလောဘကိုကြော်လွင်သွားတဲ့အဖြေတစ်ခုပဲ။ညီတိုးရဲ့ယိုးသားမှုကိုသူပေါ်ကြားသွားတဲ့စောင့်နေကြီးလာဘေးကိုဖယ်ပေးလိုက်တယ်။စောင့်နေကြီးပေါ်သားသလိုပဲညီတို့ရဲ့စိတ်တက်ကကြောင့်သုံးတက်ဖို့တန်မိုးရှိနေပြီ။သူဘခွန်အားနဲ့အနိုင်ရခဲ့လာမဟုတ်ဘူး။သူ့ရဲ့စိတ်တက် သူ့ရဲ့ရိုးသားမှုနဲ့အနိုင်ရခဲ့တာနောက်ဆုံးခန့်ကတော့စစ်မှန်တဲ့ယတနာကိုရှားဖွေတွေ့ရှိခြင်းပါပဲညီတို့ကနေကြောက်တုံးကိုလက်ထဲမှာကင်ထားရင်းနဲ့သူ့ရဲ့ခရီးစဉ်ရတကယ်အသေးပေကိုနားလေသဘောပေါက်သွားရတယ်သူရဲ့ကောင်းပုံပြန်နေမှာအမီဒစီဆိုတဲ့ရာတစ်ခုရှိကလေးဒါကလက်ညက်ကိုကင်လို့ရတဲ့ပစ္စည်းတစ်ခုတည်းကိုဆိုတာမဟုတ်ဘူးသူရဲ့ကောင်းတယောက်ကသူ့ရဲ့ခရီးစဉ်အစွန်းမှာရလာတဲ့ဉာဏ်ပညာတက်တိနဲ့ကိုကိုကိုနားလဲမှုလို့အတွင်းပိုင်းကစွမ်းလီကိုပြောတာညီတို့တကယ်တနာစိတ်မှန်ဆိုရတဲ့ ဒါကြောင့်ဒီဇလန်ရဲ့အထက်ကတင်ကန်းစာကရှင်းနေတာပဲနေကြောက်တောင်းဆိုတာပန်းတိုင်ကိုညွန်ပြရတယ်မိပြတိုက်လိုပဲအဲ့ဒီပန်းတိုင်ကိုရောက်ဖို့ဖြစ်တန်းခဲ့ရတဲ့ခီအီလန်ကို၌ကသာတကယ်ယဒနာအစ်အမှန်ဖြစ်နေတာဇလန်ဆုံးမှာတော့ညီတိုးကသူ့ယူအားကိုအောင်းအောင်းမြင်မြင်ပြန်ရောက်လာပြီသူကညီကြောက်တောင်းကိုစားပွဲပေါ်တင်ထားလိုက်တယ်ကျောက်တုံးကထွက်တဲ့အလင်းရောင်ကသူ့အခန်းကိုလင်းထင်စေသလိုပဲသူ့ခီးစဉ်ကနေရခဲ့အတွင်းစေးရဲ့အလင်းရောင်ကသူ့ဘဝတစ်ခုလုံးကိုအလင်းပေးနေတော့မှာပဲ ညီတို့ရဲ့ပုံပင်ကကျွန်တော်တို့ကိုသင်ပေးလိုက်တာကတော့ရဲရင်ချင်းဆိုတာအစိုင်းခေါ်မှုတွေကိုရှောင်တာမဟုတ်ဘူးရင်ဆိုင်ကြော်လွားရင်းနဲ့ရလာတဲ့အတွင်းစိတ်ဆွာဖြစ်တဲ့ဆိုတာပါပဲ။ဒါကြောင့်နောက်ဆုံးနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါတယ်။ကိုဘွားပါကြုံတွေ့နေရတဲ့ဘလို့အခက်အခဲတွေကရဲရင်ချင်းစီကို ဖွင့်ပေးမဲ့လျှို့ဝှက်တကားတွေဖြစ်နေနိုင်မလဲ။